်မင်္ဂလာပါမေလ22ရက်နေ့ BBN ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူပို့ပြီးအပြန် KIA တပ်ဖွဲ့ရဲ့ပြစ်ချမှုကြောင့်ပြက်ကျသွားခဲ့ရတဲ့ရဟတ်ရင်အတွင်းစစ်ကောင်စီပိုက်လော့ဗိုလ်ကြီးမျိုးထောက်အောင်ရဲ့အလောင်းကိုရွှေကူမြို့နယ်စဲငန်းရွာဘက်တွင်တွေ့ရှိခဲ့ရတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။၂025ခုနှစ်မေလ20ရက်ယမန်နေ့ကစစ်ကောင်စီရဲ့မြစ်ကြီးနားနံပေါင်လေတပ်ကနေဗမော်မြို့သို့ ရဟရင်3စီးဖြင့်စစ်ကူပို့ပြီးအပြန် KIA တပ်ဖွဲ့ကပြစ်ချခဲ့တာဖြစ်ပြီးရဟရင်3စီးအနက်2စီးထိမှန်ကဒစီးပြတ်ကျခဲ့ခြင်းပဲဖြစ်ပါတယ်။ခုကပိုက်လို့မျိုးထောက်အောင်ရဲ့အလောင်းတော့တီးပြူလို့ရပြီ။ချန်တဲ့သူတွေအကုန်လုံးလဲသိရပဲဟုဒေသခံစစ်ရေးတရင်ချင်းမြမ BBM ကိုပြောပါတယ်။ဒါအပြင်အဆိုပါရဟရင်ပြတ်ချမှုအတွင်းပိုက်လို့ဘုံမျိုးထောက်အောင်ပြင်အခြားပိုက်လို့တွေဖြစ်တဲ့ဘုံကြော်မြတ်သူဘုံချမ်းသာတဲ့ crew ဖွဲ့မှ၃ဦးလဲထပ်မံပါဝင်တယ်လို့ကနအုပ်သိရှိရပါတယ်။ ပိုက်လော့တယောက်ကတော့အတည်ပြုနိုင်သွားပြီလေတက်ကဆိုရင်တော့နောက်ထပ်ပိုက်လော့နှစ်ယောက်နဲ့ crew ဖွဲ့ကြံပါသေးတယ်ဟုလေတက်စီဂျန်တအူးမှ BBN ကိုပြောပါတယ်ဗမော်မျိုးမှအချင်းပြောင်းလှုပ်လာတဲ့ဗျူဟာမှုနဲ့အဖွဲ့လဲယခုပြတ်ကျသွားတဲ့ရဟဲ့ရင်အတွင်ပါဝင်မှုတွေရှိနေတယ်လို့ပြောဆိုမှုတွေရှိနေပေမဲ့လည်း BBN ကတိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီအနေဖြင့် AA ရန်မှကာကွယ်နိုင်ရန်ဆိုပြီးဟင်တရာခရိုင်အတွင်းကမြို့နယ်အချို့မှာ ပြည်သူတွေကိုစုဆောင်းပြီးစစ်တင်တန်းပေးနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကသိရပါတယ်။အီယာဝတီတိုင်းဟင်းတရခရိုင်အင်ကပူမဇလီကုန်းနဲ့ကွင်းကောက်မြို့တွေမှာစစ်တင်တန်းဖွင့်ပြီးအနီးအနားချေးရွာမှာခွဲရန်ချလူကောက်ကစစ်တင်တန်းပေးနေတယ်လို့ဒေသခံတအုပ်မှ BBM ကိုပြောပါတယ်။ဟင်းတရထဲမှာဆိုရင်တော့အင်ကပူမဇလီကုန်းနဲ့ကွင်းကောက်တွေမှာတင်တန်းဖွင့်ပြီးတော့ရွာသားတွေကိုစစ်တင်တန်းပေးနေတယ်ဗျ။တင်တန်းတစ်ခုစီမှာအနည်းဆုံးလူ၁၀၀ကျော်လောက်တော့ရှိမယ်။ အဆိုပါစစ်တင်တန်းတွေကိုကွင်းကောက်မြို့ရှိအမှတ်၅တမ်းမြင့်လေးကျင့်ရေးတင်တန်းကြောင်မှနီးပြတွေကအဓိကတင်တန်းပေးနေတယ်လို့လည်းသိရပါတယ်။ဒါအပြင်ဟင်းသာရခရိုင်မဇလီကုန်းမြို့ပေါ်ရှိစီးပွားရေးလုပ်ငန်းရှင်များနဲ့အိမ်တော်စုများကိုစစ်ကောင်စီတပ်ဖွဲ့နဲ့မြို့ပေါ်အုပ်ချုပ်ရေးဖွဲ့များကပူးပေါင်းပြီးစစ်တင်တန်းအတွက်မဖြစ်မနေပတ်စံပါဝင်ရမယ်ဆိုပြီးလိုက်လံကောက်ခံနေတယ်လို့လည်းအဆိုပါဒေသခံကဆက်ပြောပါတယ်။အဆိုဆုံးကတော့မဇလီကုန်းပဲဗျ။အဲဘက်ကအုပ်ကြီးတွေကစစ်တပ်နဲ့ပေါင်းပြီးဒေသခံတွေစီကနေပတ်စံတွေလိုက်ကောက်နေတယ် စီးပွားရေးသမားတွေဆိုရင်အ ਨੇ ဆုံး2သိန်းကစပြီးတော့ကောက်နေတယ်ဟုအဆိုပါဒေသခံကပြောပါတယ်ပြီးခဲ့တဲ့မေလ18ရက်နေ့ကလည်းအင်ကပူမြို့နယ်ရှိချင်းကိုက်ကွန်းကျေးရွာစာစီကုန်းကျေးရွာနဲ့ဘယ်ပြားကုန်းကျေးရွာတဝိုက်မှာအာရခတ်တက်တော်နဲ့တော်လရင်အင်အားစုတွေရောက်ရှိနေရဆိုတဲ့သတင်းကြောင့်စစ်ကောင်စီအနေဖြင့်လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုကို18ကြိမ်ထက်မနည်းပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ ရှမ်းပြည်နယ်တောင်ပိုင်းရစောက်မြို့နယ်ကြောက်ကူတိုက်နယ်အတွင်းရှိကျေးရွာတွေကိုစစ်ကောင်စီမှစိတ်ငွေပုံးများလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPRA မှထုတ်ပြန်ထားပါတယ်။2025ခုနှစ်မေလ20ရက်ယမန်နေ့နေ့လယ်ကစပြီးရော့စစ်ကောင်စီကကြောက်ကူတိုက်နယ်အတွင်းရှိလွယ်အောင်ရွာနဲ့ဖယင်ကုန်းရွာကြားကိုအစိတ်ငွေပုံး၅လုံးနဲ့လက်နက်ကြီး၅လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်စစ်ကောင်စီဘက်က၆ခုတိုက်တဲ့တဝိုက်ကိုလက်နက်ကြီးဖြင့်ရန်တမ်းပစ်ခတ်ခဲ့တဲ့အပြင်မြေပြင်မှလည်းစစ်ကြောင်းထိုးနေတယ်လို့ DPRA မှထုတ်ပြန်ထားပါတယ်။စစ်ကောင်စီနေဖြင့်အစိမ့်ငွေသုံးပြီးစစ်ရဆုံးမှုတွေကျူးလွန်နေတာကိုရက်ဆောင်မြို့နယ်တွေသာမကတအောင်းတပ်ဖွဲ့တွေထိန်းချုပ်ရာဒေသတွေမှာလည်းကျူးလွန်နေတယ်လို့ DPRA မှထုတ်ပြန်ထားပြီးပြည်သူတွေနေဖြင့်စစ်ကောင်စီရဲ့အန္တရာယ်လေကြောင်းအန္တရာယ်တွေကိုသတိပြုရန်အတွက်လည်းတိုက်တွန်းထားပါတယ်။ ဒီနေ့အတွက် BBM ရဲ့ညနေခင်းသတင်းစီစဉ်များကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။သတင်းတင်ဆက်သူကျွန်တော်ချမ်းမင်းပါ။